တွေးတထင်ရောက်တယ်ဆိုတော့ဟုတ်တယ်တချွတ်တလေအဖွဲ့စည်းတွေအထူးသဖြင့်အညာဘက်မှာတယောတဖွဲ့ဖွဲ့ထားတယ် AUG အောက်ထက်မဝင်ဘူးတိုင်းသားအိယာကိုအောက်ထက်လည်းမဝင်ဘူးเนาะတယောကို10ယောက်15ယောက်နဲ့တဖွဲ့ဟိုဘက်ဖွဲ့နဲ့ဒီဘက်ဖွဲ့နဲ့မတည့်လည်းမတည့်ဘူးပေါင်းလည်းမပေါင်းဘူးเนาะအဲ့လိုနေတယ်တကယ်ကစစ်ကြောင်းကထိုးတဲ့ချိန်မှာရွာကိုထားပြီးထွက်ပြေးတယ်စစ်တပ်မရှိတဲ့ချိန်မှာရွာထဲကိုလာပြီးတော့တတ်ဆွဲတယ် ရွာတဲကပြည်သူတွေကကျွေးရမွေးရတယ်စစ်တပ်မရှိတဲ့အချိန်ကျရင်ဖတ်ပြေးတယ်အဲ့ဒါဘာလို့လဲဟမ် PDA ဆိုရင်ပြောကြသည်ပြောအခြားတကယ်လုံနေတဲ့အဖွဲ့တွေမှာနစ်နာတယ်ဆိုတော့အဲ့ဒီအဖွဲ့တွေမှာမင်းအောင်နိုင်ကဖွဲ့ပေးထားတဲ့ PDA မပါဘူးလို့ပြုပါမှခံတယ်ဟမ်အဲ့ဒါဘာလို့လဲအဲ့လိုအဖွဲ့မျိုးတွေဟာလုံးဝကိုလက်မခံတဲ့အရာ LD အောင်ထဝင်ရမယ်လို့မပြောဘူးတိုင်းသားအရာကိုအောင်ထဝင်ရမယ်လို့မပြောဘူးဒါပေမဲ့မင်းတို့ locket ဖြစ်ရက်တည်မယ်ဆိုလဲ တမျိုးနယ်ကို COC တခုတော့တိဆောက်ပေးလေကွာဟမ်တယောက်ကိုဟိုလူလေးလင်းငန်းဆယ်ယောက်တဲ့တယောက်တစ်ခွက်လျှောက်ခွက်လေအဲ့ဒါဘာလဲအတော်လိုင်းမဟုတ်ဘူးအဲ့ဒါလက်နက်ကင်တောင်းချမ်းတဲ့အဆင့်မရှိတယ်အဲ့ဒါတော်လိုင်းလောက်တာမဟုတ်ဘူးကျွန်တော်ပြောချင်နေတာကြာပြီအဲ့ဒီကိစ္စတွေကိုလာပြောပေါင်းများပြီအကုန်သိတယ်နော်တနေ့အဖွဲ့နာမည်တွေပါတတ်ပြီးစော်ပါနော်အဲ့အညာဘက်ကအဖွဲ့တွေကောင်းကောင်းသိသိထားအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့သွေးနှက်ထင်ရောက်နေသောစကားနဲ့ပတ်သက်ပြီးအညာက PDF တွေကိုကိုစီကတတိပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ ပြည်သူဘက်ကလုံးလုံးပေါ်လုံးလုံးဒီလုံးလုံးမတိပြည်သူဘက်ကပဲနာနာတဲ့ပုံစံမျိုးလိုလှုပ်ပြီးတော့တော်လန်ရေးကိုဖျက်လို့ဖြစ်စီနော်တော်လန်ရေးကိုပြည်သူတွေဝေဝါအောင်စကလုံးနေတဲ့တော်လကောင်လုံရက်တင်တဲ့တော်လကောင်တိုက်ခိုက်တဲ့လူတန်းသားတွေအထူးသဖြင့်တပ်ပါတီလို့ပြောကြတာပေါ့နော်အဲ့လိုအုပ်စုပါအင်မတန်ရုံးမကောင်းလို့အင်မတန်ကြောက်ကောင်းတဲ့တော်လိုင်းအတွက်တာအန်အန်ရဲ့ကြီးတယ်နော်အဲ့လိုဟာမျိုးလိုဘယ်တော့မှဖွင့်မလို့ပါနဲ့ကျွန်တော်နောက်လည်းကျွန်တော်ကိုဖွင့်မလို့တယ်အခုဓမ္မကြီးပါ ဒီဘိုးကြီးကဘာကောင်လဲတော့ကျွန်တော်မသိဘူး။ဘယ်ရဘိုးကြီးလဲကျွန်တော်မသိဘူး။ဗီဒီယိုဖိုင်တစ်ခုတွေ့တယ်။သူပြောတဲ့စကားတစ်လုံးတစ်လုံးနားထောင်ပြီးတာကျွန်တော်ဒီအချိန်လောက်ဖို့ဆိုဒီဗီဒီယိုဖိုင်ကြည့်တာ။ဒါမှဒီဒါကသူတင်တာတော့မဟုတ်တစ်တော့မှတင်ထားတာ LUG MOD PDF များနေစစ်ရာဇဝင်မှုများကျူးလွန်ခဲ့ကြောင်းနဲ့ထပ်မံကျူးလွန်ဆဲဖြစ်ကြောင်း LUG ထောက်ခံသူကိုယ်တိုင်ထုတ်ဖော်ပြောလာပြီးဆိုပြီးတော့ဘောမဘက်ကတင်ထားတယ်နော်။နားထောင်ကြည့်ပါလား။အမေကဒါနေရတော့ရှင်းလိုက်ခုလိုက်ခုလိုက်ခုလိုက်ဟုတ်တယ်ဘာလို့လဲဒီလိုမျိုးတက်နေကြတယ်ရှင်းနေတယ်တော်ရလက်ထောက်လို့ငယ်နေတော့ပြီးတော့စစ် ဲ့ဒီစားရုံးဘာလို့ပါအရှိပြန်တက်တာဟုတ်တယ်အဲ့ဒီမှာနှစ်ပိုင်းပြောချင်တယ်နော်တပိုင်းကတော့သူ့ကိုပြောချင်တယ်တပိုင်းကကိုယ့်ရဲ့အချမ်းပြောချင်တယ်ကိုယ့်ရဲ့အချမ်းကိုပြောလို့လုံးလဲကျွန်တော်ကြားပြီကျွန်တော်ကပြီးတော့နိုင်ရေးမှလေတစ်ဖက်ရန်သူဘက်ကဟာတယ်ဝက်စော်တယ်ကိုယ့်ဘက်ကလူတွေဘလောက်မှားနေလွဲ့နေဖြစ်မှားနေတဲ့ယာယီတော့မှန်တယ်လို့မပြောပေးဘူးဒါပေမဲ့သူကသူမှားတာကိုထောက်ပြီးထောက်ရမယ်ဆိုတဲ့ဟာမျိုးနဲ့အရှိရန်သူဘက်ကကျွန်တော်မျက်နှာမူပြီးနေတယ်အားလုံးသိပါပါကျွန်တော်တော့ reaction လုပ်လာကျွန်တော်ပဲရှိတယ်ကိုယ့်ရဲ့အချမ်းကိုကျွန်တော်တော့ခေါမပြောဘူးဘာဖြစ်လို့လဲတီတူတွေပြောရင်ပြောတဲ့လူပြောရတယ် ပြောပါလို့မှားပါတိုင်မှာစောင်းပါမှာဖြစ်ပါစေလို့ဒါဒီညမှာကျွန်တော်ထည့်ပြောမယ်အခုတူပြောတယ်လို့တက်လိုက်ဒါပထမဆုံးသူ့အရင်ပြောမယ်ကပ်လိုက်ထုတ်လိုက်လောက်လိုက်ဆိုတဲ့အမိတ်ကိုဘယ်သူပေးတာလဲဘာလဲဆိုတော့အဲ့ဒီစကားတွေကိုမြန်မာနိုင်ငံမှာဒီ2021နောက်ပိုင်းမှာဘယ်သူကအရင်စပြောပြီးဘယ်သူကအရင်စလုပ်လဲဒီ PDF တွေကစပြောပြီးတော့စလုပ်တာလားမင်းအောင်နိုင်တို့စစ်ပွဲတွေကစပြောပြီးစလုပ်တာအကြောင်းရတစ်ခုကိုပြောမယ်ဆိုရင်ညက်ညက်တတ်တတ်ပြောလေတစ်ဖက်ကမပြောနိုင်ဘူးဟမ် မင်းအောင်နိုင်တို့စစ်ကောင်းဆောင်စစ်တပ်ဟာအာနာသိန်းထဲကနေအဲ့လိုစကားတွေပြောတယ်အဲ့လိုအလုပ်တွေလုပ်လာဒီနေ့2025အထိအဲ့ဒီစကားတွေပြောပြီးအဲ့ဒီအလုပ်လုပ်တော့လေဟမ်အဲ့တော့ပြောရင်ပြက်ပြက်တတ်တပြောလေခင်ဗျားနေနဲ့နှစ်ဖက်ပြပြောလေနော်ဒုတိယချက်ကကိုဗစ်လူတွေကိုလည်းပြောချင်တူပြောတယ်လို့တွင်းတစ်ထင်ရောက်တယ်ဆိုတော့ဟုတ်တယ်တချို့တလေအဖွဲ့စည်းတွေအထူးတစ်ဖြင့်အညာဘက်မှာတယောတစ်ဖက်ပဲထားတယ်အယူဂျီအောက်ထပ်ဝင်ဘူးတိုင်းသားအီယာကိုအောက်ထပ်လည်းဝင်ဘူးနော်တယောကို10ရောက်15ရောက်နဲ့တစ်ဖက်ဟိုဘက်ဖွဲ့နဲ့ဒီဘက်ဖွဲ့နဲ့မတည့်ရမတည့်ဘူးပေါင်းလည်းမပေါင်း နော်အဲ့လိုနေတယ်တကယ်ကစစ်တောင်းကထိုးတဲ့အချိန်မှာရွာကိုထားပြီးထွက်ပြေးတယ်စစ်တပ်မရှိတဲ့အချိန်မှာရွာထဲကိုလာပြီးတော့တက်ဆွဲတယ်ရွာထဲကပြည်သူတွေကကျွေးရမွေးရတယ်စစ်တပ်မရှိတဲ့အချိန်ကျရင်ထွက်ပြေးတယ်အဲ့ဒါဘာလုပ်တာလဲအဲ PDA ဆိုရင်ပြောကြစီပြောအခြားတကယ်လုပ်နေတဲ့အဖွဲ့တွေမှာနေတာဆိုတော့အဲ့ဒီဖွဲ့ထဲမှာမင်းအောင်နိုင်ကဖွဲ့ပေးထားတဲ့ PDA မပါဘူးလို့ပြောမှာခံတယ်ဟမ်အဲ့ဒါဘာလုပ်တာလဲအဲ့လိုအဖွဲ့မျိုးတွေဟာလုံးဝကိုလက်မခံတဲ့နေရ NG အောင်ထွက်ဝင်ရမယ်လို့မပြောဘူးတိုင်းသားအီယာကိုအောက်ထွက်ဝင်ရမယ်လို့မပြောဘူး ဒါပေမဲ့မင်းတို့ local ဖြစ်ရက်တည်မယ်ဆိုလဲတမျိုးနယ်ကို COC တခုတော့တိစောက်ပေးလေကွာဟမ်တယောက်ကိုဟိုလူလေးလေးငါးဆယ်ယောက်တည်းတယောက်တစ်ခွက်လျှောက်ခွက်တယ်အဲ့ဒါဘာလို့အတော်လိုင်းမဟုတ်ဘူးအဲ့ဒါလက်နက်ကင်တောင်းကျမ်းတဲ့အစ်စ်မရှိတယ်အဲ့ဒါတော်လိုင်းလောက်တာမဟုတ်ဘူးကျွန်တော်ပြောချင်နေတာကြာပြီအဲ့ကိစ္စလေးကိုလာပြောပေါင်းများပြီအကောင်တိတယ်နော်တနေ့အဖွက်နံပါတ်လေးပါတတ်ပြီးစော်ပါတော့အဲ့အညာဘက်ကဖွက်တယ်ကောင်းကောင်းပြစ်ထားဘာဖြစ်မင်းတို့အဲ့လိုလောက်တာတကယ်တိုက်နေတဲ့အဖွက်တွေတကယ်တိုက်နေတဲ့တော်လိုင်းဆိုင်နဲ့လောက်နေတဲ့သူတွေအရင်နဲ့တာပဲမလောက်နိုင်မလောက်နိုင်ကွာ ဲ့တော့အဲ့လိုတော့ဘာပြောပြည်သူတွေကတော်လိုင်းပေါ်ယုံကြည်အားကိုးမှုညော့နေတာအဲ့တော့လောက်သွားတဲ့သူကဟိုလက်နက်ကင်တိုင်းပြည်သူရဲ့ဖြစ်တာမဟုတ်ဘူးလောက်သွားတဲ့သူကအဲ့လိုပေါက်ပန်းလက်စစ်လောက်သွားတော့တကယ်စစ်စီးနဲ့ကမ်းနဲ့လောက်နေတဲ့ပြည်သူရဲ့အဖွဲ့တွေကြတော့ကိုရင်းကပြောသလိုကြောရောင်ပြီးတော့ဝလုံးရှိတဲ့တိမ်တုံရမ်းတဲ့ကောင်တွေတွေ့လို့ရှိရင်အလကားနဲ့ထိခိုက်ဆိုတော့ AUG အောက်ထပ်ဝင်ရမလို့မပြောဘူးเนาะအမီတို့ AUG lobby တွေလာမှာတော့ AUG အောက်ထပ်ပုံမလို့ရတယ်ပုံမလို့မင်းတို့အကြောင်းပြောကြเนาะဘာလို့ဆိုတော့ချွတ်တလေး ဒေတာတွေမှာလည်းတိတယ်နော်နောက်တော့အကိုစလဲတွေကလက်မြေကိုစင်းပြီးစောက်ကလေးအမိတ်တွေပြီးတော့အောက်ကတကယ်တိုက်နေတဲ့တပ်မှုတွေနဲ့စောက်ကလေးများတဲ့ပြဿနာအကုန်ပြီးတယ်ကျွန်တော်မပြောခဲ့ဘူးကိုပဲအချမ်းဒါပေမဲ့တနေ့တော့ကောင်းကောင်းပြောချင်တယ်ကျွန်တော်ပြီးလို့ရှိရင်ဒိုင်းနာအီယာကိုအဖက်ကိုဝင်လေဒိုင်းနာအီယာကိုအဖက်တစ်ခုခုနဲ့ဟုတ်ညာဘက်ဆို KIA ရဲ့ထိတ်ထုတ်မှုအောက်မှာ KIA အောက်က BD ရဲ့အဲ့ဒီလည်းဝင်ဘူး ND အောက်ကလည်းဝင်ဘူးဘာလို့လဲတယောက်တစ်ဖွဲ့မဲ့ လက်နဲ့ကင်ပြီးတော့စစ်တပ်ကစစ်တောင်းမထိုးအချိန်ကြရင်အလူလေးလေးကဆက်ရောက်လာထောင်ညောက်ညောက်ထောင်ထောင်ထောင်ဟောယူတာနဲ့ပြည်သူတွေက PDS ဆိုလိုက်ဟိုအထင်ကြီးကြတာဟုတ်ဟမ် PDS ဆိုရင်လူတွေကထင်ကြီးတော့အာ PDS တော့တကယ်တကယ်စစ်တပ်စစ်တောင်းထိုးတော့ယူအိုင်းတိုင်းချက်ပြီးရောဟိုမှာယူအိုင်းဝင်းပြီးချက်ကနေရောဟမ်စစ်ခွေးတွေဝင်းပြီးပြိုင်ကျင်တာခံရအောင်ယူတာတွေကအဲ့တော့အဲ့လိုလောက်လာတော့တကယ်တကယ်ပြည်သူတို့အသက်ပေးပြီးလှုပ်နေတဲ့ PDS တွေကိုမြင်တော့အဲ့လိုခံထားတဲ့ပြည်သူက PDS နေအထင်အထင်သေးတဲ့ပုံစံဖြစ်လာအောင်ဆိုတော့ဒါတွေကလုံးဝမဖြစ်တဲ့ကိစ္စတွေ အဲ့ဒါလို့လုပ်နေတဲ့အဖွဲ့တွေကျွန်တော်တို့အများကြီးစိတ်ရင်းရတာရှိပါတယ်နော်ဒါတွေကိုစီချင်ပေးပါမင်းတို့ကိုပြောချင်တာကလက်နက်ကင်လို့ PDF လောက်ကတူရဲကောင်းဖြစ်တာမဟုတ်ဘူးနော်လက်နက်ကင်ပြီး PDF လောက်ပြီးစစ်ခွေးနဲ့မတူတဲ့စန့်ချင်ဘက်မှာနေနိုင်မှ PDF ဖြစ်မှာလက်နက်ကင်လူဘာဝတဲ့အခြေကိုမကြိုက်လို့လက်တော်လှန်ကြတာလေကိုကိုတိုင်ကလက်နက်ကင်ပြီးလူဘာဝပဲဆိုမှတော့ဘာလို့မို့တိုင်းပြည်အနာခံပြီးတော်လှန်ဖို့လဲမင်းအောင်လည်းပေးလိုက်ပါဦးအစားလေးက ဟုတ်တယ်မလားအဲ့တော့မင်းတို့တန်ဖိုးရှိတဲ့တူရဲကောင်းတွေဖြစ်တင်စားတယ်လို့တကယ်တန်ဖိုးရှိတဲ့လူဖြစ်ရင်အဲ့ဒီလက်နဲ့ကင်လိုက်ပြီဆိုတဲ့ကနဲ့မရှိတဲ့ပြည်သူကိုအောက်ချုပ်ခံတော့အဲ့ဒါမှတန်ဖိုးရှိတဲ့ပြည်ရဲ့တော်လှန်တမဖြစ်မှာနော်ဒီလူတယောက်ကပြစ်မှုလုပ်တာပြစ်မှုလုပ်ရင်ပြစ်မှုတိုင်းဥပဒေတိုင်းတွားလိုက်မယ်ပြစ်မှုဥပဒေတိုင်းမလို့ပုတ်ခွေးခံစားချက်မပါဘူးကိုယ်ကလက်နဲ့တသက်ချိတ်ထားတဲ့အတွက်တသက်မရှိတဲ့ပြည်သူကိုကိုကဖက်နဲ့ကင်ပေးတဲ့ကင်ပေးရတယ်ဒီမိုးမင်းဒီမိုးပေးရအဲ့ဒါမှမင်းတို့တွေကနိုင်အဲ့ဒီနိုင်ခြင်းမှာနိုင်ပါ ငယ်မြေတခုဆုံးရှုံးသွားလို့ဘာမှအကြောင်းမဟုတ်ဘူးအဲ့ဒီငယ်မြေကပြည်သူထောက်ခံမှုဆုံးရှုံးသွားရင်အဲ့ဒီတော်ဘယ်တော့မှနိုင်လို့မရတော့ဘူးเนาะဒါကြုံလို့ကျွန်တော်ပြောတာဘာဖြစ်လို့လဲကိုယ့်ပဲအချင်းချင်းကျွန်တော်တစ်ခါမပြောခဲ့ဘူးကဲဆက်ပြောဒီဖိုးကြီးထိတ်အောင်ပါပြောပြောတန်းကြီးအဲ့လိုဒီမထိုင်လို့မတိုင်းနိုင်ခဲ့လို့ဘာလို့ဒီလားလဲဘာလို့ဖြစ်လာလဲဖြစ်လာလို့ဒါကတော့ဘယ်ဘယ်ကိုလဲဘယ်လိုမှချက်ဘယ်လိုလဲဘယ်လိုဆက်ဆံဘူးဒါကချက်လို့လေမင်းတို့လည်းလူမဟုတ်ဘူးဆိုတဲ့စကားကိုပြောမယ်ဆိုရင်အစုလိုက်အပြုံလိုက်တက်တာတဲ့နော် အစိုးရပြောတာလက်ရှိမြန်မာနိုင်ငံမှာအစိုးရပြောလိုက်တတ်တာဘယ်သူဘယ်အဖွဲ့အစည်းအတန်အများဆုံး PDF တွေရဒီတိုင်းကလက်ထက်ကအွန်လိုင်းအများစုတွေစစ်တပ်ကနော်ဘယ်ဘက်အချမ်းကရည်ရွယ်ချက်ရှိရှိအစိုးရအပြုံလိုက်အတက်ဆုံးတယ်အဲ့ဒါလေးပဲဖြစ်အတိတရားမဲ့တဲ့လူတွေကလေစကားတခုတူဖက်ကိုပဲတော့ပဲရှိတယ်နော်အတိတရားရှိတဲ့လူတွေကအမှားအမှန်ယူတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘယ်ဘက်ကိုပဲထောက်ခံထောက်ခံအတိတရားနဲ့ရှင်ပြီးထောက်ခံစေချင်တယ် တော်လိုင်းတက်ကိုထောက်ခံလို့တော်လိုင်းကမှနေဘာလို့လို့မှန်ပါတယ်ပြောစရာအကြောင်းရှိစစ်တပ်ကိုထောက်ခံလို့စစ်တပ်ကဘာလို့လို့မှန်ပါတယ်ပဲပြောစရာမရှိဘူးအခုသူပြောတယ်အစွန်းနဲ့ပြုံလိုက်တက်တော့အင်ဂျီကမထိနိုင်မနိုင်အကုန်လုံးစစ်ရာစုမှုပြောတယ်လက်ရှိဗစီဖြစ်စေကြည့်ဒီနေရာမှာကလေးတွေပြည်သူတွေရှိမှတိတယ်တိရတဲ့ကနေဘုံကျဲချပစ်တယ်ကလေးတွေလူကလေး40ကျော်တင်ပြီးတော့အပြစ်မဲ့ပြည်သူ160ကျော်တနေရာနဲ့တနေရာနဲ့ဗစီဒီပိုင်းဖြစ်စေရခိုင်ဖြစ်စေ အဲ့ဒါလို့ဖြစ်စင်ပေါင်းလူ20အထက်အစုလိုက်အပြောင်းလိုက်တေရတဲ့စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်တေရတဲ့ဖြစ်စင်ပေါင်းအဲလုံး20ကျော်ပြီလူ20အထက်နော်အဲ့ဒါတွေအားလုံးကပြည်သူရှင်းပဲပြည်ရဲ့သားနဲ့ဘုံကျဲပြီဆိုတဲ့ဒါရည်ရွယ်ချက်ရှိရှိလုပ်တာမလားတော်နိုင်ရဲ့ဒီတော်နိုင်ရဲ့ပဲအချမ်းကိုကြည့်မယ်ဒလန်ဆိုပြီးတွားတတ်တယ်ခံကုန်တက်မှ2ရက်3ရက်ကျွန်တော်တက်တာအပေးရပြောရမလို့နော်နှစ်ခုကိုနှိုင်းရှင်ပြတယ်နော်မတော်လို့မှန်းတတ်တယ်တရပြင်မှုကျူးလွန်တဲ့အတူတူ ဒါဟာဒလန်ပေါင်းမတိလို့တမင်တက်တဲ့ရွေချက်ရှိရှိတတ်မိတာလားမှားပြီးတတ်မိတာလားအဲ့တော့ပြစ်မှုတစ်ခုကိုကျူးလွန်လာခြင်းတူတော့ရွေချက်ရှိရှိလောက်တာနဲ့ရွေချက်မရှိပဲလောက်တာအများကြီးပါတယ်ဇော်မဲလုံးပါပြောတယ်အကြက်ဘက်ဓမ္မတွေနဲ့အတူရှင်နဲ့နေထိုင်ရင်းတဲ့အကြက်ဘက်ဓမ္မတွေကိုတုတ်တင်သလိုတုတ်တင်ရှင်းလေးရမယ်ခက်တာရွေချက်ရှိတတ်တာမလားအဲ့တော့ပြောမယ်ဆိုရင်နှစ်ဖက်မြတ်ပြောလို့ ဟမ်ခင်ဗျားအနေနဲ့ပြောမယ်ဆိုတစ်ဖက်ပြပြောမင်းကမင်းတို့ကလူမဟုတ်ဘူးဆိုရင်တော်လန်ရဲ့အင်အားမှာစုမလုံနေတဲ့ဒူတွေကိုအလုံးဝလုံးချင်းနဲ့မင်းတို့ကလူမဟုတ်ဘူးလို့ပြောပြီးဆိုတဲ့ခင်ဗျားရဲ့စောက်အောင်တော့စောက်ရည်ချင်းကဘာဆိုတာကိုကြည်တာတိတယ်နော်ဒါနောက်အစုလိုက်ပြုံလိုက်တက်နေတဲ့စစ်တပ်ကိုကြတော့တခွန်းမပြောမနဲ့ဒီတော်လန်ဘက်ကအချမ်းကိုလာပြီးတော့ယာလူမရလာကမရအခုရဲဆိုတာဘာမှမရနော်ကိုကျိုးရှာနေတဲ့အဖွဲလက်ရှိရှိမယ်အများစုကိုကြည့်ရမယ်ဒီစကားတခွန်းပြောလို့မဆို ဟမ်မင်းတို့ PDF တွေတို့တော့ပြောလို့မရဘူးဘယ်အမြင်က PDF ဘယ် PDF ကဘယ်လိုလုပ်လဲအဲ့လိုပြောရတယ်အဲ့တော့အခုလိုပြောဝင်လုံးရှင်နဲ့တိတ်ပြောမယ်ဆိုရင်စစ်တပ်ကိုအရင်ပြောလေနှစ်ဖက်လုံးနဲ့တတ်တာပြောလေဟမ်ဒီတစ်ဖက်ကလာပြောပြီဆိုရင်ခင်ဗျားဘယ်ကိုရည်ရွယ်လဲဆိုတာလူမှန်ကုန်တိတယ်တိတာတောင်ကြီးစပြောတော့ဒါကတရှိတယ်ချက်ညာအဲ့ဒီနန်းစီရဲ့ကိုအရင်ပြောရမယ်ဆိုပြီးတော့အရင်ဒီဘက်နော်အဲ့ဒီထောက်ခဲ့ပြီးဒီဘက်ကိုပြင်းတောင်းတာတောင်းတာအဲ့ဒီဘက်ကလည်း နန်စီတန်နဲ့အရေးယူဖို့ထောက်ခဲ့တာမှန်တယ်။နန်စီတန်မှန်မြတ်ပေတန်ကြခံစေလို့ထောက်ခဲ့တာလား။ဘလို့ပုံစံမျိုးနဲ့အရေးယူမှာလဲ။နော်အဲ့နောက်ဆက်သွားရှိသေးတယ်ခင်ဗျာ။နန်စီတန်အရေးယူမဲ့ဦးနဲ့ထောက်ခဲ့တဲ့လူတွေတောင်းဝင်ခံရမယ်ဆိုရင်โอเคကောင်းပြီ။ရက်ွက်ထဲမှာနန်စီတန်တယောက်ရှိတယ်။ဒီနေ့ထိစစ်ကောင်စီချိန်မှာလှုပ်ဆင်းနေတယ်။အဲ့ဒီရက်ွက်ထဲမှာပဲသားသမီးတွေ PDF ဖြစ်နေတဲ့မိသားစု၄၅စုရှိတယ်။ အဲ့ဒီမိသားစုကိုစစ်တပ်ကခေါ်လာပြီးတော့အဲ့ရွာလည်းကဘသူကတော့သူသားက PDF ထဲမှာဘသူဖေကတော့ဘယ်အဖွဲ့ကိုထောက်ဖို့လုပ်နေလဲရွာထိတ်ဆုံးကဘသူအိမ်ကတော့ PDF အိမ်မှာအဲ့နန်းစီတန်ကစရင်နေပေးပြီစစ်တပ်ကရွာထဲဝင်လာပြီအဲ့ဒီအိမ်မှာရှိတဲ့ပြိမာတွေကိုခန်းပြီးတော့လယ်ကြီးတက်ပြီအယုံပြီးချုပ်ပြီအဲ့ဒီနန်းစီတန်ကလောက်တဲ့ကိစ္စကိုခင်ဗျားတော်ဝင်ခံလားအဲ့ဒါလို့လောက်လာတဲ့နန်းစီတန်ကိုဦးထုတ်ပြအရေးယူမဲ့ထုတ်ပြတဲ့ဥပဒေလေးတွေ့တဲ့နန်းစီတန်ရဲ့အပေါ်လုံးလိုက်လောက်မဲ့ဆိုရင်စစ်သားမင်းရတယ်ကပုံသေးပြီး ဒေါ်မွန်ကားရွာမှာတိုက်ပွဲပြင်းထန်စစ်တပ်ကဘောလက်ခဲကိုလည်းစစ်ကြောင်းထိုးမှုပြင်ဆင်နေဒီမော့ဆိုမျိုးနဲ့ဒေါ်ငန်ကားကြေးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကဘောလက်ခဲမျိုးနယ်ကိုလည်းစစ်ကြောင်းထိုးမှုပြင်ဆင်နေတယ်လို့ ကရင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ကဒီကနေ့စက်တင်ဘာ28ရက်မှာထုတ်ပြန်ပါတယ်။ကရင်နီပြည်နယ်တွင်စစ်ရေးအခြေအနေထုတ်ပြန်ချက်တွေအရဒီမော့ဆိုမျိုးနယ်တွင်ကိုအောက်ကုတ်ကဆလို့စစ်ကောင်စီတပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီးဒီမော့ဆိုဖူဆိုဘောလာခဲလမ်းမကြီးတစ်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတထိုးစစ်ဆင်နေတဲ့ဒေါငန်ခါရွာနဲ့အနီးကျေးရွာတွေမှာလေကြောင်းတိုက်ခိုက်တာဒရုန်းနဲ့တိုက်ခိုက်တာတွေဖြင့်လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စုလုပ်နေတယ်လို့ အတိပေးပါတယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတလျှောက်မှာလဲစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေရယူပြီးလမ်းဘေးဝဲရာကကြေးရွာတွေကိုလက်လက်ကြီးနဲ့ပစ်နေတယ်လို့ဖော်ပြပါတယ် ဒါအပြင်ဒီမော့ဆိုဖရူဆိုမျိုးနယ်ကစစ်ကြောင်းနဲ့စစ်ကောင်စီတပ်ရုံတန်းတွေကဖရူဆိုခြေဆိုင်အမှတ်14တမ်းမြင့်စစ်လေးကျင်းရေးကျောင်းကိုရောက်ရှိနေပြီးအဲ့ဒီကတဆင်ဘောလက်ခဲမျိုးနယ်ကိုဥတည်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒီနေ့အထိမြေပြင်အခြေအနေမှာဆိုရင်စစ်ကောင်စီကဖရူဆို14ကျောင်းထိကိုသူ့ရဲ့ရိခါကားတွေအများကြီးရောက်သွားပြီးတထောင်တရာစစ်တမဆခင်အခြေအနေကိုပြန်ရောက်သွားတဲ့အခြေအနေဖြစ်တယ်။ကျွန်တော်တို့အများကြီးအလုပ်လုပ်ပြီးပြန်တိုက်ယူရမယ့်အခြေအနေဖြစ်တယ်လို့ KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီကဒီကနေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာလုပ်တဲ့ဒီကူပွဲမှာပြောပါရယ်လက်ရှိအခြေအနေတွေကြောင့်စစ်ကောင်စီတပ်စစ်ကြောင်းထိုးရနေရာတွေနဲ့နှိစက်တဲ့ကြေးရွာတွေကပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေထုတ်ပြန်ချက်လိုက်နာဖို့ KNDF ကတိုက်တွန်းထားပါရယ်ရှင်ကတော့နန်းစီရည်အရင်ယူမဲ့ဥပဒေဆိုတာတွေ့တဲ့နန်းစီတွေအောင်ရှောက်တတ်ဖို့ပြောတာမဟုတ်ဘူး အခုလိုမျိုးပြည်သူကိုဒုက္ခရအောင်လုပ်တဲ့ NaN စီရီယန်တွေကိုဥပဒေဘောင်တွေကအရေးကြီးလို့ရအောင်တတ်မှတ်တဲ့ဥပဒေထုတ်ပြန်တာလေခင်ဗျားတလားတော့နားမလဲဘူးလားဟမ်နားမလဲလို့ပြောတာလားနားလည်းရတာနဲ့ပြည်သူကိုတမင်တတ်တဲ့ဝေဝါအောင်ကြီးထက်အဲ့လိုလုပ်ရတယ်မလုပ်နဲ့အဲ့အောက်တန်းစားလို့ခေါ်တယ်နားလည်းအဲ့ဒီကျင်းတဲ့တက်ရတယ်အဲ့ဒီစိတ်မဲ့ပြည်ပါလေအဲ့ဒီကဘီရရှိဘူးလေအဲ့ဒီတော့တော့ရှိဘူးအဲ့ဒီဟုတ်တယ်ဘေးထွက်ဆိုးချိုးဆိုတာလေလက်နက်ကင်ပြီးတော့တော်လန်ရင်းလုပ်ပြီဆိုတော့က အဲ့ဒီတိုင်းကြီးမှာဘေးတွက်ဆိုးချိုးဖြစ်ပေါ်ပါမယ်အနည်းနဲ့အများပဲနောက်ဆုံးအခက်မတင်တိုင်းပျက်စီးသွားနိုင်တဲ့အထိဝိသက်ဆိုးချိုးကကြီးမားတယ်ဒါကြောင့်မလို့ဒေါ်ဆန်းစုကြည်ဟာအမျိုးတိုင်းရင်ချစီရေးဆိုပြီးတော့အဲ့ဒီစစ်တပ်ကိုဖဖေးတီထောင်တဲ့တပ်တော်ကျမနဲ့မောင်နှမပါဆိုပြီးပြောတဲ့အချိန်ဝိုင်းဆဲခဲ့တဲ့နေရာခင်ဗျားတော့ပါနေပါအောင်မယ်အဲ့ဒီအမေကိုအနာကတက်ပြောလာမဟုတ်ဘူးအဲ့လိုခင်ဗျားပြောတဲ့ဘေးဆိုးချိုးတွေဖြစ်လာမှာဆိုလို့တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့နော်မူကိုကင်ဆယ်ခဲ့တာလူအစဲကတီဗီကင်ဆယ်ခဲ့တာဒါပေမဲ့ခင်ဗျားတို့ပိုးွယ်တဲ့အဲ့ဒီစစ်ခွေးကောင်းလူစကားနားထောင်ခဲ့ဘူးလေဟမ် ်လက်သုံးချောင်းထောင်ဆန္ဒပြတာကိုမယူဘူးလေလက်နဲ့ကန်ပြီးတော့ဆန္ဒပြတာကိုမှယူတယ်လေအဲ့တော့တိုင်းပြည်ကဒီအခြေအနေကြီးဖြစ်လာတာလေအဲ့ဒါစန့်ကျင်တဲ့လူတွေအပြစ်လားစန့်ကျင်အောင်လုပ်တဲ့ကောင်တွေအပြစ်လားစကားရှင်းရှင်းလင်းလင်းပြောခင်ဗျားအတက်ကကြီးနေပြီဟုတ်ကဲ့ရှင်းရမလို့ခင်ဗျားကဘာလို့ဆက်ပြီးဆက်ပြီးလဲဆက်ပြီးပြန်ပြန်နေရှိတော့နော်ရှင်းရလို့လာခဲ့ရှာလို့မရချက်တော့တကယ်တော့တောင်းတောင်းထားမှလည်းရှိအဲ့ဒီတော့အန်ယူဂျီနီးတကယ်ရတာဟိုဟိုခဏနေခဏနေဆရာကြီးဒေါက်တာဇော်ဝင်စိုးတို့အိမ်တန်ကျော်စင်တို့အပါဝင် စီရီယံလုံးကိုနှုတ်ဆော်ခဲ့တာအချိန်ဟာလက်ရှိတမိုင်ကန်လုံးလမ်းမထက်မှာလူပြစ်နေတဲ့အချိန်တော့ဟုတ်ပါလေတော့အဲ့ဒီအချိန်ကိုပြန်ရောက်ပြီးစဉ်းစားကြည့်လိုက်ပါမြင်အောင်ကြည့်လိုက်ပါမြို့မပြောနဲ့တောတွေရဲ့လမ်းတော်မှာလမ်းမထက်မှာလူပြစ်အောင်ဖွင့်ပြီးတော့စန့်ကျင်းနေတယ်အဲ့ဒီအချိန်မှာအဲ့ဒီလူအုပ်ကြီးကဘာမဆိုလွတ်ဖို့အစင်နဲ့ဖြစ်နေတယ်အဲ့ဒီအချိန်မှာမိတို့တွေအိမ်ထဲကိုပြန်ဝင်ပါလို့ခင်ဗျားပြောလို့ရတယ်တရားပြီးစဉ်းပြောတော့မရဘူးဒီလူတွေကဘာလို့ကိုယ်စန့်ကျင်ဖို့ထွက်လာကြတယ်အဲ့တော့အဲ့လိုစန့်ကျင်ဖို့နီလန်ထဲမှာ အငြိမ်းချမ်းဆုံးဒီလားပါလေစီရီယံမရှိစီရီယံကနောက်ထပ်ငြိမ်းချမ်းဆုံးစက်ကျင်ဒီဘာရှိသေးလဲဘာမှမရှိဘူးဟုတ်တယ်နော်အဲ့တော့အဲ့ဒီအချိန်မှာစီရီယံလောက်ဖို့မပြောပဲနဲ့ခင်ဗျားစီရီယံလောက်လို့အဖြစ်ပြောစီရီယံလောက်ခိုင်းလို့အဖြစ်ပြောမယ်ဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီလူတွေဟာစီရီယံလောက်ကြလို့မစီယုံမဲ့နဲ့ဓာတ်ယူပြီးခုတ်အဲ့တနဲ့ယူပြီးပြစ်ကြဟဲ့တတ်ကြဖြတ်ကြဟဲ့လို့ပြောရမှာလားဟဲ့အဲ့ကျိမယုံကြည်ရရေသကန်တစ်ခုတော့ဝစီရလာယူဆရာလောက်ကတနက်တည်းရလာကြည့်အကောင်ပြစ်မှာအကောင်ပြစ်တတ်မှာဟမ်အဲ့တော့ အဲ့ဒီလိုအချိန်မှာအငိမ့်ချမ်းဆုံးနီးနန်းနဲ့စန့်ကျင်ဖို့အကြံပေးတာလေမှားလားလားသူကတူတတ်မှတ်ထားတဲ့ယာဂိုင်တို့ပြစ်ပြီးအောင်ကျုံစိတ်များတဲ့လူတွေရှိတဲ့အတွက်တတ်မှတ်ထားတဲ့စီဒီယန်ယာတို့မပြစ်ပြီးလို့စီဒီယန်မပေါင်းမြင်တာကိုဘယ်သူကတောင်းရင်ယူပေးရမှာလဲယူနေလို့အဲ့စကားကိုပြောတာဟမ်အဲ့လိုပြောချင်းဆိုရင်ဆရာကြီးဒေါက်တာဇော်ဝင်းဆိုးဆိုတာပါရဂူပေါ်သိသိမဟုသူတို့ပညာအရေးကြီးလို့ဘယ်တိုင်းပြီးထွားထွားစိန်နဲ့အဲဝန်ခံနေမှာလေငွေကိုတီးအောင်ရှာလို့ရတယ်မင်းတို့လို့စောက် စပိမဟုတိလာမင်းတို့လမ်းမင်းတရောင်းသားမဟုအဲ့တော့ဒေါက်တာဆော်ဝေဆိုးနဲ့အခုတော်လိုင်းမှာပန်ပြီးတဲ့အတွက်တူးမှာဘလောက်ထိတိုင်းတင်တာလဲကြည့်လေဟမ်ရိုးရိုးဆရာဝင်မဟုရိုးရိုးပါရကူတော့မဟုဘာမောက်ခချောအဲ့တော့ပြန်နိုင်ရှင်ဒီကိုကလမ်းပြီးတဲ့တရောင်းသားဖြစ်နေလို့ကိုတရောင်းသားအတိုင်းဝိုင်းနဲ့နိုင်ရှင်ပြီးတော့အဲ့ဒီလူကိုတွားပြီးတော့မဆုံးချနိုင်လေတူးရဲ့အတိုင်းဝိုင်းဘယ်လိုဟာလဲကြည့်လေအဲ့တော့စီဒီအန်လုံးဖို့ပြောခဲ့တဲ့လူတွေမှားလားမှားတယ်ဆိုရင်အဲ့ဒီချိန်မှာဘာပြောရမလဲပြန်ပြောပြ တော့စီဒီအန်လောက်တော့စပစ်ပြောနေတူတယ်အဲ့ဒီတိုင်းမေးကြည့်ဘုရားကလည်းဘုရားကကျွန်တော်အဲ့ဒါကိုရှင်းလို့ရင်ဘာချက်အောင်ရှင်းလို့လုပ်ရအောင်လို့တို့ကိုပြောနေစီမံရေးကိုတို့ကိုပြီးကိုယ်ကစနေဘုရားဘာတောင်းလဲတော့အဲ့ဒါကရှင်းရတယ်ဘာလို့လဲဆိုတော့ဒီတော့ဆိုလို့ဆိုလို့ဆိုရတယ်အခုတောင်းရှင်းလို့ပြောတော့အေးအရှင်းမပြောဘူးပါလေဒါတော့လူအုပ်ကြီးကတွေးစာနေတဲ့အချိန်မှာဟေးမလို့မလို့နော်ညီကြီးကြီးလေး ေးအကျမ်းမဖက်ပဲအာနာပီဆန်လို့ရတယ်နော်အာနာပီအကျမ်းမဖက်ကြနဲ့အာနာပီဆန်လို့ရတယ်စီရီယန်တော့ကြနော်စီရီယန်အားလုံးလောက်ကြရင်ဒီမေအောင်လိုက်ရန်ရကလက်ပတ်လို့မရဘူးအဲ့ဒီချိန်ကျရင်အားလုံးရုပ်ပတ်တဲ့ရုံဖက်ကြသူပြောတာမှားလားအဲ့ဒါစီရီယန်မအောင်မြင်တာပဲဒေါက်တာဆိုဇုံဆာအမခံဘူးလားဟဲ့ယူနေတယ်ကဘယ်အဲ့စကားပြောတာဟမ်ခင်ဗျအောင်းတော့မရှိတာအဲ့တော့ဒါတော့ဆိုရင်စီရီယန်တော့မပြောခဲ့ပဲနဲ့ခင်ဗျတဲယုံဒါတော့ချောင်းယူလာခဲ့ပတ်ဖို့တဲ့ယူလာခဲ့တွေ့တဲ့လူခောက်ကကွာဟမ်စစ်တပ်ခောက်ကတဲ့လူတို့တပ်ပြစ်အိမ်ဒီရှိုးပြစ်အဲ့လိုပြောခဲ့ရမှလားစစ်ဒေါက်တာဆိုရင်ဆိုကဟုတ်လား စီဒီအမ်မလို့ခိုင်းမယ်အဲ့လိုပြောခဲ့ရမှာလားဟမ်ဟိုအဲ့ဒီစကားကိုခဏခဏပြောနေကြားနေကျွန်တော်စဉ်းစားနေဒီလူတွေကအုံတော့မရှိတာလားအတိတ်မဲ့ရှိတဲ့စကားနဲ့ပြောနေကြားဖြစ်ခဲ့တဲ့အနေထားကိုလည်းခင်ဗျားတို့လည်းမျက်စိရှိမှလေတမိုင်းမဟုတ်ဘူးလေလူအောင်ကြီးကအကုန်လုံးပြစ်နေတယ်လေဟမ်ဟိုမှာမိဘမှာဘလို့လုပ်ရတဲ့ကြီးအကောင်လုံးကားရီမီရှိုဆိုင်ကယ်ရီမီရှိုလွတ်တော်ဆောက်အောင်မီရှိုတမန်ထားအိမ်မီရှိုညမာညီမာဆန်တော့ပြတာဘေးကိုင်းရဆိုင်ကဆိုင်တော့ဖြတ်စည်းသွားတာရှိလားခင်ဗျားတို့ကစကားပြောတာစောက်တဲ့ပြဖြစ်တဲ့စကားတွေဒါပြောတတ်ကြမယ်နော် ။ဘာလို့လဲလူလူလူလာတယ်။စီရယ်လေးပဲအခုရက်တော့။အဲ့ဒါလည်းဟုတ်တယ်။ကျွန်တော်ကဒီကဘာလဲ။အခုတိုင်းပါ။ဒီဒီအဲ့ဒီစကလုံးလေး။နော်အဲ့ဒါလူရုပ်မာတွေကောင်းကောင်းတုံးတဲ့စကလုံး။နောက်ကြောဓာထိုးမဲ့ကောင်းတွေတုံးတဲ့စကလုံး။မတိပြည်သူဘက်ကနာတယ်လို့ပါလို့လို့။အဲ့ဘယ်တော့ CDM ဘယ်ရောက်ရှိတယ်ခင်ဗျားကြည့်လား။ CDM ရတဲ့ရပုံဝင်ဘယ်လောက်လဲ။နော်ပြန်ချပေးလိုက်ကြဘယ်လောက်လဲ။ဝင်မယ်တော့မဆိုအဲ့ဒါလေးလိမ့်တာလေ။ CDM အတွက်နော် ပြန်ချတာနဲ့ရတဲ့ရံပုံဝင်ရဒေါ်လာ10ဘီလီယံရှိတယ်။ဒါပေမဲ့ CDN နဲ့ပြန်တုံးလိုက်တာဒေါ်လာတစ်ပိတ်တော့မရှိဘူး။ကျန်တဲ့ငွေဘယောက်သွားလဲ။အဲ့ဒါလိုမျိုးမေးရဥပမာဥပမာပြောတာနော်။အဲ့ဒါလိုမျိုး data အချက်နဲ့တိတိကျကျပြောရတယ်။ CDN နဲ့ဘာလို့ပြောရလဲ။ရတဲ့ငွေဘယ်လောက်ရလဲ။ပြန်ချတာဘယ်လောက်ချလဲ။ထက်ပြောဦးလေ။ဟမ်။အော်ဒါရရစတာကပါလေ။အခုဒီလိုမျိုးဆိုကြ။ဒါကဘယ်လိုလုပ်ချင်တယ်ကြည့်ရအောင်။ဒီလိုတက်စကနာလို့ဆက်နေတယ်။ဒီလိုမျိုးပါ။အဲ့ဒါကြည့်လို့ရမှာလေ။ဘယ်လိုလုပ်ရမလဲဒီလိုတွေ။မစင်းမ်းမစင်းမ်းပဲလေ။ ပြည်သူလူထုတက်ဆင်ပေးတဲ့လက်နက်နဲ့ပြည်သူလူထုကပို့ကြတယ်ဆိုရင် PD ကနေတနိုင်ငံလုံးမှာရှိတဲ့ PD ကနေပို့ကြတာဟမ်ပို့ကြတာတောင်းမို့ဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နယ်မှာရှိတဲ့ PD ရဲ့အဖွဲ့ဘယ်အဖွဲ့လဲပြောလေအဲ့လိုတိတိကျကျနော်အဲ့အဖွဲ့ကဘယ်သူတွေကိုဘယ်လိုလုပ်တယ်အဲ့လိုတိတိကျကျပြောလို့မှအဲ့ဒီအဖွဲ့ကအရေးယူမှုမရှိစက်ပြောလေခင်ဗျားပြောတဲ့စကားဟမ်ဖာမကြနဲ့ခင်ဗျားတက်ကြည့်ပြီနော်ကျွန်တော်ပြောပြမယ် တော်လန်ရင်းမှာလေကျွန်တော်ဒါအခုဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့တော်လန်ပြည်သူပါလို့ရှိရင်ကျွန်တော်တခါတည်းပြောချင်ပါတယ်ဒီလိုအကောင်မျိုးတွေကိုဘယ်တော့မှပြောပါစေဆိုပြီးခွင့်ပြုလုပ်ပါမယ်အဲ့ဒီလိုစကားမျိုးကိုကျွန်တော်ကိုယ်တိုင်လှုပ်လာတယ်ကျွန်တော်ကိုရိုက်တက်ပလိုက်တခါတည်းပြောတာလူစပြောလို့မရအောင်ဒီနေ့ကိုစီတော်လန်ရင်းဖက်မှာဟာတက်တက်တက်လှုပ်နေမိမယ်နောက်နေ့ပုံကိုခန်းစားတဲ့တခုရှိလို့တော်လကောင်နေရမရလို့တော်လကောင်ဟမ်မြန်မာပြည်သားတွေနေရာသားလို့ကျင်တာဟမ်နေရမရလို့တော်ကောင်စောက်ချင်းဖောက်လာရင်ကိုစီကိုလည်းမထားနဲ့ရှင်းတယ်နော်ပြည်သူဘက်ကလည်းလို့ဘာလို့လို့နဲ့ တော်လှန်ပြည်သူကိုဝေဝါအောင်လုပ်တာဒီတော်လှန်ရေးမှာကျွန်တော်ပုံဖွဲ့ရှိတယ်တဖွဲ့ကကိုယ့်ဘက်တော်လှန်ပြည်သူအဲ့ဒီကြတော့ဘဒူပဲစီလုံးစီလုံးဘဒူပဲတည်မှတ်တဲ့ဒီလူတွေကတန်တိုက်နဲ့ခိုင်းပါတယ်စိတ်ဓာတ်တွေခိုင်းပါတယ်ဘဒူမှလှုပ်ဆောင်လို့မရဘူးဒုတိယတဖွဲ့ကြတော့ဟိုဘက်လိုဒီဘက်လိုရောင်တောင်ကအဲ့ဒီရောင်တောင်ကအင်အားများတယ်တတိယတဖွဲ့ကတော့ရန်သူဘက်ကရက်တည်တယ်ဘောမဖွဲ့ဒီအဖွဲ့ကတော့နေတယ်ဒီလိုလူမျိုးတွေဒီအဲ့ဒီအလဲအဖွဲကိုကောင်းကောင်းတိမ့်သွင်းသွားမဲ့အဖွဲဟုတ်လို့ဟုတ်လို့နော်ဟမ် ဲ့ဒါဖြစ်လို့ဒီလိုမျိုးစကားမျိုးတွေလောက်လာမယ်ဆိုရင်တကြားပင်ဆင်းပြီးပြောတော့လက်မခံကြနဲ့ပြန်စော်ပေးပါဒါကျွန်တော်စကားကုန်ပြောတာပေါက်ကုန်မုံတရားပြောတာမဟုတ်ဘူးဒီဖိုးကြီးကျွန်တော်တိလည်းမသိဘူးမတူလည်းမသိဘူးเนาะတော်လည်းရေးတစ်ခုပေါ့ကမျက်နှာပုံပြီးပြောတာပါဒါကျွန်တော်စကားကုန်ကျွန်တော်တောင်းယူနိုင်တယ်เนาะဘယ်လိုမှစတဲ့ဆိုပြဘုရားကညာမဲ့ဆိုအကင်းဘာကျွန်တော်တခါမှမရှိနေဘူးအဲ့ဒါမနေ့စရာဒီမှာခက်တယ်လို့သူစားနေတာပတ်တယ်အဲ့လိုတောင်လို့ကျွန်တော်ဒါမျိုးကိုနော်အတက်ကြရပါလေ ူ့ကိုတိကြလာတော့မတည်ဘူးเนาะတိလို့ရှိရင်လည်းကျွန်တော်ပြောတူအဲ့တလိုဝေဖန်မှုမျိုးအဲ့တလိုမျိုးဝေဖန်မှုမျိုးတွေစစ်တပ်ဘက်ကလုံလိုက်လုတ်ခဲ့ပြင်းပေါ့เนาะကျွန်တော်တိရင်တော့လုတ်ခဲ့ဘူးလားဒါပေမဲ့အခုပြောရတာတော့လုံးဝလက်ခံပေးမရဘူး PDF တွေကောင်းပါတယ်ကျွန်တော်ပြောလာမှာဘူးမှားတဲ့အဖွဲ့ရှင်ရှိမှာကျွန်တော်ချက်မှာပြောခဲ့တယ်တရွာတစ်ဖက်ဖွဲ့ပြီးတော့လူစဲအောင်နဲ့လက်နက်ကန်ကြီးတောင်းရတဲ့ကောင်လည်းရှိတယ် PDF အဓိကန်ကြီးတော့ကျွန်တော်ပြောတာကဝလုံးချင်းတင်ရလို့ပြရဘူးတကယ်ဘဝပေးအသက်ပေးပြီးစွန့်လို့နှစ်နာခန်းနေတဲ့ရဲဘော်တွေရှိမှာကျွန်တော်တို့တွေရက်တည်ရမယ်လာမပြောနဲ့ ပြောချင်မင်းတို့တိတိကျကျပြောဘယ်လူလဲဘယ်အဖွဲ့စည်းလဲဟမ်ကိုယ့်အိမ်မှာဘာမှအလုပ်မလုပ်ဘဲနဲ့ရေပေါ်စီနေပြီးတော့တော်တဲ့တောင်တဲ့အငတ်ပြက်ခံပြီးတော့နော်ကြည်စံမရှိလက်နဲ့မပြည့်စုံဘွားနဲ့မိုးတဲ့လေထဲမှာဒီစစ်ကွေးတွေကိုအန်တုတိုက်နေတဲ့အများကြီးရှိတယ်အဲ့တော့ PDF PDF ဆိုပြီးအကောင့်တိတ်တုံးမပြောနဲ့လက်ခံပြီးတော့မရဘူးနော်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီတော်လှန်ရေးမှာလိုအပ်တာဒီငွေနဲ့ငွေရှာမဲ့လူပြီးလို့ရှိရင် ဒီလိုမျိုးတစ်ဖက်ကရန်သူပဲစိုက်ွားတွေအချိန်နဲ့တည်းနည်းထားအမုန်းခံပြောမယ်လို့ပြီအများကြီးလိုပဲပါတယ်ဒါကြောင့်မလို့အမှန်တရားတွေအမုန်းခံပေးကြပါကျွန်တော်တို့တိုင်းပြည်ကနောက်တခါရှင်တန်ခွင့်ရမှာမဟုတ်ဘူးနော်ဒီတကားကနောက်ဆုံးအဆုံးဖြတ်ပဲရှိုးရင်ဘဝတွေလဲရမှာနိုင်ရင်တိုင်းပြည်ကောင်းစားမယ်အဲ့ဒီအတွက်အမုန်းခံတဲ့နေရာလေးအမုန်းခံပေးကြပါလို့တိုက်တွန်းပါတယ်